မိတ်ဆွေအားလုံးမင်္ဂလာပါလူကြီး YouTube Channel မှာကြိုဆိုပါရစေခင်ဗျာဝင်းနေမို့ site ထုတ်အဟောင်းနေနော်ဝင်းနေမို့ site ထုတ်အဟောင်းနေကိုကျွန်တော်တို့ကပြန်ပြီးတော့ကောင်းမို့ site တဲ့အချိန်မှာကျွန်တော်တို့သုံးတဲ့ကုံညာပေါ့ရောဘာလွှားစာထုတ်နေရှိမယ်ပန်းစုံလွှားစာတွေရှိမယ်နော်ဝင်းနေမို့ site ထုတ်တော့ကသုံးတဲ့ကုံညာနေရလीနောက်တစ်ခါကဝါလီတွေရှိမယ်ပြီးလို့ရှိရင်ကောက်ရိုးတွေရှိမယ်စသဖြင့်ပေါ့ ဘယ်ကုံညမ်းမဆိုကျွန်တော်တို့ကပြန်နှက်เนาะပြန်နှက်တယ်ဆိုတာကဒီကုံညမ်းထဲမှာကျွန်တော်တို့လိုချင်မှုမာမှုစားသုံးနိုင်တဲ့အာဟာရတွေပျောက်ဆုံးသွားပြီရှိတော့เนาะဘာမှမရှိတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ငွေနှင်းမွာအကုန်လုံးအဲ3လလောက်เนาะ3လနောက်ပိုင်းအထုပ်တွေဖြစ်တာဘူးเนาะ3လနောက်ပိုင်းအထုပ်တွေဖြစ်တာဖြစ်တဲ့အတွက်အထက်မှာအာဟာရတွေကုံဆုံးနေပြီကုံဆုံးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ site တော့ဟောင်းအပြက်တွေကိုပြန်ပြီးတော့နှက်เนาะပြန်နှက်တယ်ဆိုတော့ EM နဲ့နှက်တာပဲဖြစ်ဖြစ်သူဒီမဟုတ်9မှ US စစ်ပေါ့เนาะအဲစာခါ ခွဲလို့စသဖြင့်ပေါ့အဲ့လိုမျိုးအာဟာရဖြစ်တဲ့အာဟာရဖြစ်စင်မဲ့မှုကြိုက်မဲ့နော်မှုကြိုက်မဲ့ဖြစ်ဆက်စာတွေတုံးလို့ကျွန်တော်တို့ကနှက်တယ်နှက်တဲ့အချိန်မှာသုံးရတဲ့ချိန်သုံးရတဲ့ချိန်မှုွေပေးသုံးရတဲ့ချိန်သုံးရတဲ့ချိန်မှုွေပေးပြီဆိုတာနဲ့သူကဘာဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့မြောင်းလေးနော်ကိုယ့်ရဲ့သုံးရသုံးကဆိုလို့ရှိရင်ကိုယ့်ရဲ့ဖြစ်တော့နော်ကိုယ့်ရဲ့ကိုယ်ကဖြစ်သွားအဲကိုယ်ကဖြစ်သွားပြီးဆဲမြောင်းနေကြလို့ရှိရင်ကျွန်တော်ဆဆိုက်လို့ရပြီ เนาะဘာဖြစ်လို့ဆဲရက်ပဲနှက်ခိုင်းတာလဲဆိုတော့ဒီအထဲမှာရှိတယ်အခုလက်ရှိနှက်တဲ့အဲဟိုဟာပေါ့ကုံညမ်းနေသည်အဲသူကဆွေးမြေ့မှုဖြစ်စဉ်ဖြစ်ပြီးသားတယ်เนาะဆွေးမြေ့မှုဖြစ်စဉ်ဖြစ်ပြီးသားတယ်ဒါပေမဲ့အထဲမှာမိုးစားသုံးနိုင်တဲ့အာဟာရဓာတ်တွေကပျောက်ဆုံးနေတာမိုးစားသုံးနိုင်တဲ့အာဟာရဓာတ်တွေမရှိဘူးเนาะဒါကြောင့်မလို့ကျွန်တော်တို့ကခုနလိုမျိုးကုံညမ်းတရင်ခွဲအိတ်နေပေါ့เนาะ၁၀အိတ်ဆိုလို့ရှိရင်ဖွင့်တူကနှစ်ပြီးเนาะတကာကြီး1လီတာ စာခါ30သားเนาะအဲပြီးလို့ရှိရင်ထုံးကနို့စီ၄လုံးเนาะအဲအဲ့ဒါအဲ့လောက်ထည့်ပြီးတေချာမှွေတေချာနှက်เนาะနှက်ပြီးဆိုတာနဲ့ကျွန်တော်တို့3ရက်တစ်ချိန်3ရက်တစ်ချိန်တောက်လျှောက်မှွေပြီးတေချာတာပေါ်လင်းအထူစားနဲ့တေချာအလုံးပိတ်ထားပြီးဟိဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့အထဲမှာအဲသူကအပူတွေနော်အပူတွေထွက်လာလိမ့်မယ်အပူတွေထွက်လာပါလိမ့်မယ်အဲ့တော့အဲကျွန်တော်တို့ဒီပေါက်တူးနဲ့မှွေတာပဲဖြစ်ပေါက်တူးကော်ပြားသုံးပြီးမှွေတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ အောက်ကတွေပေါ့အဲ့ဒီကုံညံပုံကတွေပေါ့အပူတွေရှင်ရှင်တက်နော်အပူတွေရှင်ရှင်တက်တယ်အဲရိုးတနာညှက်ဖက်နဲ့အဲ့ပေါ်တက်လို့မရပူလို့နော်အဲ့တော့ကျွန်တော်တို့ကကြက်ပေါင်ရှင်ဖနက်နဲ့စီးပြီးတော့မှຫມိုရတယ်အစင်เนาะအဲအဲ့လိုမျိုးအပူထွက်လာပြီးဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ຫມိုဆိုင်လို့အကောင်းဆုံးနေတာအဲတကယ်ရေလို့ကျွန်တော်တို့မှ pH တိုင်းနဲ့ပေါ့เนาะမြေ pH တိုင်းနဲ့မီတာရှိတယ်ဆိုလို့ရှိရင်5 5ကတွေရော5 5 5ဂျာပေါ့เนาะ5ကတွေရော5 5 5.5เนาะဂျာ5နဲ့5 5 ငါးနဲ့ငါးခွဲပေါ့ဗျာဆိုလိုချင်တာကနော်အဲအဲ့ဒီလိုမျိုး pH ရှိတယ်ဆိုလို့ရှိရင်မိုဆိုက်လို့ကောက်ရုပ်မိုဆိုက်ဖို့အတွက်အဲအသင့်တော်ဆုံးအနေထားလို့ပြောလို့ရပါတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါဝိုင်လာစနစ်ဆိုတာကတော့၃နိုင်ရင်တော့၃တိုက်ရင်တော့အဆင်ပြေပြဗျာ၃နိုင်ရင်လည်းကောင်းပါတယ်နော်စနစ်အနေနဲ့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံအနေနဲ့မိုဆိုက်သားတွေပေါ်ရသည် သူကတောင်းတသာသာနဲ့ဒီလုံငန်းကိုလုပ်နေတယ်လို့ရှားတယ်ပဲဆိုလို့ရတယ်အဲ့ဒါအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ကအခြားအဲပေါ်မမြရဲ့ရတဲ့ပုံပြန်လေးဥမာပေးတာပေါ့ပေးတာဆိုကျွန်တော်တို့ကမြောင်းနေရအသင့်ဆယ်လို့ရတယ်ပေါ့နော်အဲ့တော့ကောက်ရိုးရတယ်ပြီးလို့ရှိရင်နှမ်းမော်ပဲမော်စသဖြင့်ပေါ့အခြားကုံညာနွားချီပေါ့လေဒါမျိုးတွေကပေါ်တော်တော်ရနေသေးတာဖြစ်တဲ့အတွက်ဒီဘွိုင်လာစနစ်ကိုတိတ်မစင်းစားကြဘူး ဝန်လာစနစ်ဒီလူအမှုထွန်းနှုံငိနေဈေးကွက်ခိုင်မာမာရှိမယ်ဆိုလို့ရှိရင်လုတ်တယ်ပြီးလို့ရှိရင်လုတ်တဲ့လူကလည်းလုပ်ငန်းကျွမ်းကျင်မှုရှိရတယ်ရန်သမန်သန်လုပ်လို့မရဘူးလက်တက်ဆန်းကျင်လို့မရဘူးလက်တက်ဆန်းမယ်ဆိုလို့ရှိရင်ဆုံးရှုံးမှုတွေရှိတယ်အဲ့တော့ဆိုလိုချင်တာကဝန်လာစနစ်ကိုသေချာကကနလုပ်မယ်လို့ဆုံးဖြတ်တယ်ဆိုလို့ရှိရင်သေချာလေ့လာတယ်နော်အဲဟိုပါပေါ့သူများပွိုင်လာလို့ထပြီးပွိုင်လာလို့ကိုမသိဘူး ပေါ့နော်အဲစာအနေနဲ့လေ့လာရမယ်လက်တွေ့ကျကျတွေလေ့လာရမယ်အဲ့တွေဆုံးရှုံးမှုရှိမယ်ပုံစံမှုစရိတ်ဒီရင်းနှီးတွေရှိမယ်ပေါ့ဆိုလိုချင်တာလေအဲ့တော့ပြောချင်တာကတော့ wireless စနစ်ကမကောင်းလားဆိုတော့ကောင်းပါတယ်အခုလိုစင်အပြိုင်းနဲ့စိုက်မယ်ဟေ့ဆိုလို့ရှိရင်လည်း wireless စနစ်ကြီးတင့်တော့တယ်နော်ဘာလို့လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကလူအများကြီးသုံးကြမလို့ပေါ့ကျွန်တော်တို့ဒီ yodanet natural စနစ်ကဒီ3ပေ12ပေအစင်လောက်ပဲနော်ဟိုဘက်3တက်ဒီဘက်3တက် တရုံလုံးမှာ6ထက်6 6ပေါင်ပေါ့ဗျာအဲ့လောက်အဆင်ပြေရတာခုနဘွိုင်းလာသုံးမဲ့ဆိုလို့ရှင်ခုနပေ20တို့ပေ40တို့ဒါမျိုးကြီးတွေဒီလိုဆင်မျိုးကြီးတွေ ਨੇ နော်အဲတေချာသုံးဥဒ္ဒိုက်ဆောင်ဦးနဲ့တေချာလောက်အောင်နော်အဲ့လိုဒါမျိုးတွေရလို့ရှင်တေချာကနလုံးမဲ့ဆိုရင်တော့ကျွမ်းကျင်ကျင်ကျင်ကိုကိုတိုင်းလိလာထားတည်ပဲဖြစ်စေကျွမ်းကျင်တဲ့ပညာရှင်ကိုရှာပြီးလုပ်ပြီးပဲဖြစ်စေနော်ဒါမျိုးတွေလောက်ပါလို့အားပေးနော်အဲတို့ပဲမဲ့အခုမှစပြီးလုံးမဲ့လူကတော့ ခုနယိုဒန် natural ယုံရဲ့အတိုင်းဒါလောက်ကိုပွိုင်လာစင်းတဲ့အရင်ဆုံးဒီစနစ်ရဲ့သဘောသဘာဝเนาะအကျိုးအကြောင်းပေါ့ဘယ်ရာသီရောက်လို့ရှိရင်အဲဘယ်လိုတော့လောက်ရမယ်ဘာတွေလုပ်တင်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ကအသေးစိတ်သိထားဖို့လိုလို့တယ်နောက်ပွိုင်လာနဲ့စောက်မယ်ပွိုင်လာပွိုင်လာနဲ့စိုက်မဲ့ယုံစောက်မဲ့ဆိုလို့ရှိရင်လေယုံဒီအခုဗီဒီယိုထဲမှာအခုဗီဒီယိုထဲမှာပါတယ်လို့ပဲเนาะအခုဗီဒီယိုထဲမှာပါတယ်လို့ပဲကျွန်တော်တို့ယုံဒီလုံးဝ သက်ရရနဲ့တင်းတင်းရင်ရင်ရှိနေရမှာเนาะဘာဖြစ်လို့ဆိုတော့အဲထဲမှာလေဟာနဲ့နဲလီအပူလုံမှုများနေပြီเนาะအဲ့ဒီလိုချင်တာကတော့ဆိုလိုချင်တာကတော့အထဲမှာစိုက်တဲ့ဟိုဘယ်လိုပြောမလဲစိုက်တဲ့ဒီအပူလုံနေရမှာပေါ့ဆိုလိုချင်တာလေအဲယူဒနာဟိုဟာကာဒီယာကနဲ့အဲ့လိုလိုပွိုင်လာစနစ်လည်းမရဘူးเนาะရှင်းပြတင်ပါတယ်ကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံးလို့ရမယ်เนาะ